လာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲမှာထိတ်တန့်အဆင့်သတ်မှတ်ခံရတဲ့အသင်းလေးတင်ဟာပြိုင်ပွဲသမိုင်းတက်လျှောက်ပထမဆုံးအကြိမ်ဖြစ်ဆီမီဖိုင်နယ်မှာတိုင်ငင်တသင်းနဲ့တသင်းတွေ့ဆုံမှာမဟုတ်ဘူးလို့သိရပါဗျ။စီဒင်အဆင့်တစ်စပိန်နဲ့စီဒင်အဆင့်နှင့်အာဂျင်တီးနားတို့ကိုတွဲဖက်ပြီးမဲခွဲပွဲမှာစန့်ကျင်ဘက်လမ်းကြောင်းမှာရှိတဲ့အုပ်စုတွေမှာထည့်သွင်းထားမယ်လို့ FIFA ကထုတ်ပြန်ခဲ့ပါဗျ။စီဒင်အဆင့်၃ပြင်သစ်နဲ့စီဒင်အဆင့်၄အင်္ဂလန်တို့ကိုလည်းအဲ့ဒီလိုတွဲဖက်ထားမှာဖြစ်ပါတယ်။ ဒါကြောင့်အင်္ဂလန်ဟာဆီမီဖိုင်နယ်မတိုင်ခင်အထိစပိန်ဒါမှမဟုတ်အာဂျင်တီးနာဘောလုံးပွဲမတိုင်ခင်ပြင်သစ်နဲ့တွေ့ဆုံမှာမဟုတ်ဘူးလို့သိရပါတယ်။ဒါပေမဲ့ဒီစီဇန်ဟာအဲ့ဒီအသင်း၄သင်းအုပ်စုဘိုရမတာအကျုံးဝင်မှာဖြစ်ပါတယ်။အသင်း၄သင်းကိုတွဲဖက်ပြီးအဲ့ဒီအသင်းတွေကိုရှုံးထွက်ပွဲစဉ်ဇယားရဲ့ဆန့်ကျင်ဘက်လမ်းကြောင်းမှာထားရှိကဘောလုံးပွဲမတိုင်ခင်တသင်းနဲ့တသင်းတွေ့ဆုံတော့မှာမဟုတ်ပါဘူး။ဒါဟာဝင်းမန်နဲ့ပြိုင်ပွဲနဲ့ချန်ပီယံလိပုံစံအသင်းမှာကျင်သုံးနေတဲ့ပုံစံအတိုင်းဖြစ်ပါတယ်။ ဖီဖာကထိတ်တန့်အဆင့်နိုင်ငံအသင်းတွေကိုရှုံးထွက်မတိုင်ခင်အစောပိုင်းမတွေ့ဆုံစေဖို့ပြိုင်ပွဲရဲ့နောက်ဆုံးပိုင်းတွေမှာပုံမကြီးကျယ်ခမ်းနားတဲ့ပွဲတွေကိုစီစဉ်ဖန်တီးနိုင်မှုဆန္ဒရှိနေပါတယ်။ဒီလိုအဆင့်သတ်မှတ်တဲ့စနစ်ကိုပြီးခဲ့တဲ့နေရာဒီတုန်းကကျင်းပခဲ့တဲ့ဖီဖာကလပ်ကမ္ဘာဖလားမှာလည်းအသုံးပြုခဲ့ပါတယ်။ ဒီဇင်ဘာလ9ရက်နေ့တောက်ကြနေမှာကျင်းပမယ့်ကမ္ဘာဖလားအုပ်စုအဆင့်မဲခွဲပွဲအတွက်အဆင့်သတ်မှတ်ချက်အလိုက်မဲအိုးလေးကိုအတည်ပြုထားပြီးဖြစ်ပါတယ်။စကော့တလန်ဟာမဲအိုး၃မှာပါဝင်မှာဖြစ်ပြီးတော့ဝေးလ်၊မြောက်အိုင်ယာလန်နဲ့အိုင်ယာလန်တို့ကတော့မဲအိုး၄မှာပါဝင်မှာဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့ဥဇ်ဘက်ကစ္စတန်အသင်းကမဲအိုး၃ဂျော်ဒန်ကီဖာဒီနဲ့ကူရာကာအိုအသင်းတို့ကမဲအိုး၄မှာပါဝင်နေပါတယ်ရှင်။